ဘတ်မမ်ဘောမှာချိုင်းရန်တက်ပြီမဲ့အချက်နဲ့တွေ့တဲ့အခါမှာတော့အချက်လူမိုင်းဖြစ်သွားတယ် deep water ဆိုတဲ့ကားလေးကိုတင်ဆက်ပေးပါမယ်ဗျလူကိုခေါ်ရဲလူတယောက်မှာမဲလင်းကိုခေါ်ရဲဇနီဂျော်လီတယောက်ရှိပါတယ်သူဇနီကိုဘယ်လောက်ရှိလဲဆိုဘယ်လောက်ရှုပ်ရှုပ်အပြစ်မမြင်တဲ့တည်းခြေတော်ပေါ့ဒီနေ့မှာတော့ပါတီတစ်ခုကိုနှစ်ယောက်သားတောဖို့ဖြစ်လာတာပေါ့ပါတီမှာပဲယောက်ျားကိုပြစ်ထားပြီးမဲလင်းဟာတငယ်ချင်းဖြစ်သူဂျိုးနဲ့လူသားချင်းမျိုးနေတာကိုတွေ့တော့ဖီကေတငယ်ချင်းကတော့စိတ်မပူလားလို့မေးခဲ့ပေမဲ့စိတ်မပူကြောင်းကိုပြောခဲ့ပါတယ် ခဏလောက်ကြာမှာတော့ဂျိုးကရစ်ချန်လာကခမ ्या ကဒီကဘာမှာသဘောထားအကြီးဆုံးရုံချတရားဖြစ်ကြောင်းကိုပြောလိုက်ပါတယ်။ဖစ်လည်းရည်ပြပြီးတော့ဟိုတယ်လောကပျောက်သွားတဲ့မာတင်ဆိုတဲ့သူကိုတည်လာလို့မေးလိုက်ပါတယ်။ပြီးတော့သူလည်းမာလင်နဲ့တငယ်ချင်းဖြစ်ပြီးခဏခဏတွေ့နေလို့တက်လိုက်ကြောင်းကိုပြောလိုက်ပါတယ်။ဂျိုးလည်းခမ ्या နောက်နေရမလားလို့ရည်ကပြောလိုက်ပေမဲ့ဖစ်ကတော့အဒီပေါကြီးနဲ့ချိန်နေလိုက်တော့ဂျိုးလည်းပါတီကနေခက်မြမြပဲလက်ထပ်သွားပါတယ်။ဒါကိုမြင်တဲ့မေလင်ကဗစ်တန်သွားပြီးတော့ တခုခုပြောလိုက်တာလို့မိခဲ့ပေမဲ့ဘာမှမပြောလဲချောင်းကိုပြောပြီးအင်ကိုပြန်ခဲ့လိုက်ပါတယ်။ရက်အနေငယ်ကြတော့ချာလီဆိုတဲ့သူတယောက်ထပ်ပေါ်လာပါတယ်။သူကတော့မဲလင်ကိုဆနေရတီတင်ပေးတဲ့သူပါ။အဲဒီညမှာပဲမဲလင်ဟာအိမ်မပြန်ပဲချာလီနဲ့အတီးတင်လိုက်ကြပါတယ်။နောက်နေ့မနေ့မှာတော့ဗစ်ကမနေ့ကဘာကြောင့်အိမ်မပြန်လဲလို့မိခဲ့ပေမဲ့ချာလီနဲ့အိတ်ခဲတာဖြစ်ချောင်းကိုပြောလိုက်ပါတယ်။ဗစ်လည်းချာလီကအိမ်ကိုအဝင်ထွက်လုပ်နေတာကိုသိခံခဲ့ပါတယ်။တညမှာတော့ပါတီတစ်ခုမှာမဲလင်နဲ့ချာလီရေကူးနေတာကိုဗစ်ကထိုင်ကြည့်နေပါတယ်။ ခဏကြာမှာတော့မိုးရွာလာတာကြောင့်အကုန်ထဲဝင်သွားတဲ့အချိန် Vic နဲ့ Charlie နေရောက်တာကြံခဲ့တာကြောင့် Vic က Charlie ကိုနောက်ထပ်ဆန်းရမတိနိုင်အောင်လှုပ်ပေးပြီးအပေါ်တက်ကမော့ဖို့ထားတဲ့အဘိုးပြားကိုကန်လိုက်ပြီးအလေးပိုင်းကိုလှုပ်လိုက်ပါတယ်။ Charlie ကိုမတွေ့လို့လိုက်ရှာတဲ့အခါမှာတော့ရင်းနစ်နေတာကိုတွေ့လိုက်ရပါတယ်။ရဲကိုအကြောင်းကြားပြီးရဲရီရောက်လာတော့ Millie ဟာ Charlie ကိုတတ်တာဖြစ်ကြောင်း Vic ကိုပြောလိုက်ပါတယ်။ရဲရီလည်း Vic ကိုခေါ်ဆက်တော့မိုးရွာနေလို့သူလည်းအပေါ်ကိုတက်လာကြောင်း Cookie ယူမီတို့အပူလောင်ကြောင်းလက်နှစ်ချောင်းထောင်ပြီးတော့ပြောလိုက်ပါတယ်။ အင်ကိုရောက်လာတဲ့အခါမှာတော့ဗစ်ကချာလီကိုတတ်တယ်လို့ထင်ရင်မင်းကကိုမကြောက်ဘူးလားလို့နေလိုက်ပါတယ်။မင်းလည်းမကြောက်ကြောင်ဒီလိုလုပ်နေတာသူ့ကိုပြစ်ချတာဖြစ်ကြောင်ကိုပြောလိုက်ပါတယ်။အဲ့ဒီညကပါတီမှာရှိတဲ့မျက်မှန်တဲ့အဖိုးကြီးကတော့မယုံလို့သူ့ကိုစုံစမ်းနေပါတယ်။တလားတော့ကြာမှာတော့မင်းလည်းရည်စားဟောင်းတိုနီဆိုသူကပြန်ပေါ်လာကအိမ်မှာပဲပြောပနေတာကိုဗစ်ကထန်ကြည့်နေရပါတယ်။တနေ့မှာတော့ဗစ်ကတိုနီကိုလမ်းမတွေ့ကမင်းလင်းခေါ်နေကြောင်းနဲ့အင်အင်တွေ့ဟာလို့ဆိုပြီးတော့ညာပြီးတော့ခေါ်သွားလိုက်ပါတယ်။ တောင်မော်ဒန်နီယာရောက်မှာတော့ကားကိုရက်လိုက်ပြီးတော့တိုနီကိုတွန်းချလိုက်ပါတယ်ပြီးတော့တိုနီကိုရဲကကြောက်တုံးနဲ့တွဲချီထားလိုက်ပြီးရက်အနေငယ်ကြာလောက်တဲ့အထိမဲလင်တို့အဆင်ပြေကြပြီးတော့မဲလင်ဟာဖိကယ်လက်ကိုကင်ကဂီတာတီးခိုင်းခဲ့ပါတယ်နောက်တစ်ပတ်လောက်ကြာတဲ့အချိန်မှာတော့ဗစ်ကတိုနီကိုပြန်သွားအကြည့်ရဲ့အချိန်မှာမျက်မှန်နဲ့အဖိုးကြီးကမြင်သွားပါတယ်အဖိုးကြီးကားနဲ့မောင်းပြေးသွားတာကိုဗစ်ကအလိုက်ရှောင်းရင်းနဲ့ကားဟာတောင်လုံးပေါ်ကနေအောက်ကိုထိုးချသွားပါတယ်တစ်ချိန်တည်းမှာပဲမဲလင်ဟာ Facebook မြောက်ခန်းနဲ့ Tony ရဲ့ပတ်စံကိုတွေ့လိုက်တာကြောင့်ထပ်ပြေဖို့အဝတ်စားတွေထည့်နေပေမဲ့ကလေးဖြစ်သူက Lackif ကိုရေထဲကတုံးချပြီးဘဲမှထွက်မသွားနိုင်ကြောင်းပြောလိုက်ပါတယ်။ Melon နဲ့ Tony ရဲ့ပတ်စံဒီကိုမရှိလိုက်ပြီး Fitness နဲ့နေလိုက်ပါတယ်။ Fellow ချင်းမျိုးရှိမဲ့တင်ပါလား။ Comment မှာဖြေချချပါဟုတ်မလား။